ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး180ကျော်ရှိခဲ့ပြီးအရသာပြည်သူ182ဦးသေဆုံးတဲ့အပြင်300နီးပါးဒဏ်ရာရတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကဒီနေ့မေလ15ရက်နေ့မှာထုတ်ပြန်ပါတယ်။ငလျင်လှုပ်ပြီးနောက်စစ်ကောင်စီကဧပြီလ2ရက်နေ့မှာအပြစ်အခက်ရက်စဲကြောင်ကြေညာခဲ့ပေမဲ့ငလျင်တန်တဲ့ဒေသတွေအပါအဝင်ဒေသအသီးသီးမှာလေကြောင်းလက်နက်ကြီးတို့နဲ့တိုက်ခိုက်တာမိရှုဖြက်စီးတာ အကျဉ်းထောင်အတွင်းအကျဉ်းသားတွေကိုညှဉ်းပန်းနှိပ်စက်တာတွေလှုံ့ဆော်ခဲ့တယ်လို့ဖော်ပြပါဗျ။အပြည့်ရက်ကာလဧပြီလ3ရက်ကနေမေလ13ရက်နေ့အထိတိုင်းနယ်ပြည်နယ်17ခုမှာစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခဲ့ပြီးတိုက်ဆုံသူတွေထဲအသက်18နှစ်အောက်34ဦးနဲ့ဒဏ်ရာရသူ86ဦးပါဝင်တယ်လို့ NND ကဆိုပါတယ်။ငလျင်တန်တဲ့မန္တလေးနဲ့စကိုင်းတိုင်းတွေမှာလေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ လေကြောင်းတက်ခိုင်းမှုတွေထဲကမေလ12ရက်နေ့ကစကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုတိန်တွင်းရွာစတင်ကြောင်းနဲ့မေလ13ရက်နေ့ကရခိုင်ပြည်နယ်ရသိပ်တောင်မြို့နယ်ထွန်းရွေရွာဟောင်းရွာတွေကိုတိုက်ခိုက်ခံရတာဟာအဆိုးရွားဆုံးတိုက်ခိုက်မှုနှစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တိုင်းနယ်ပြည်နယ်၅ခုကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု15ချိန်မှာပြည်သူ14ဦးသေဆုံးပြီး43ဦးဒဏ်ရာရတယ်လို့ LND ရဲ့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။ ခြေရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်တာမှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေအပါအဝင်တပ်ဖြတ်မှုတွေကြောင့်ပြည်သူ200နီးပါးတိတ်ဆုံးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီဟာမေလ31ရက်နေ့အထိအပြစ်ခတ်ရက်ဆဲတယ်လို့ကြေညာထားပေမဲ့လည်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကိုပါဘုံကျဲတိုက်ခိုက်တာတွေဆက်တိုက်လှုပ်ဆောင်နေပါရယ်